ကိုကိုလည်းဆူတောင်းနေပါတယ်။ကိုတောစီမအင်းနေဝယ်နိုင်ပါသေးလို့ဆူတောင်းနေပါတယ်ဗျာ။ဟုတ်ကဲ့ကျွန်တော်လည်းဟိုဟိုဟာကြိုးစူးစားနေပါတယ်။အဲဒီကအပြင်ကြီးပွားရေးလေးလည်းတွဲပြီးတော့လုပ်ဖို့တော့မဟုတ်ဘူး။ငယ်တုန်းပဲခီးတရားလည်းသွားထားတာလေ။ကျွန်တော်ကြီးလာရင်ကျွန်တော်တို့အရင်တည်တာလား။အရင်လွန်ခဲ့တဲ့အဲနှစ်တွေနဲ့အခုဆိုလို့ရှိရင်တိတ်မလုံနိုင်တော့ဘူး။အဲ့လိုလေကြီးစိတ်ဝင်လာလို့ရအောင်လို့ အဲ့လိုပြင်းမှန်းလာပြင်းမှန်းလွယ်လာတာတွေကျမကြီးကလည်းမကောင်းတာလားပါလာတော့မသိဘူးအမေနဲ့ပြရမယ်အမေနဲ့ဟိုအဓိကတော့အဓိကတော့ main ပါပဲအဲ့ဒါအဲ့ဒါက main ကလည်းအဲ့လိုအဲဟိုဟောဒီ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 နှစ်ခုကိုဆက်ပြီးမဲ့တရားလေးကကောင်းနေပုံလေးလို့တာ哦အဲကျွန်တော်တို့ကျွန်တော်တို့ချွေးချွေးမနဲ့ရောက်မှတဲ့ဘုရားလေအလေက အဲကာယကရှင်ကျွန်တော်တို့ကပို့ပြီးတော့အရေးကြီးရဲ့လေအဲ့ဒီတရားလေးဒါကောင်းနေမှာဆိုလို့ရှိရင်တို့ရဲ့ဆက်ဆက်သွင်းလို့ရတယ်ဒါကောင်းနေမှာပေါ့ အာပို့တဲ့ဥက္ကိုအတွက်အများကြီးဝမ်းသာပါတယ်ကုန်လည်းယူရပါတယ်အဒီတမကလည်းကျွန်တော်တို့အများကြီးနိုင်ထပ်ပြီးတော့စီဝိုင်းလောကမှာပါအောင်မြင်ပါလေလို့ဆုတောင်းပေးပါတယ်ခင်ဗျာလူ့ကညာလောကတော့ဝင်ပြီးသားဖြစ်နေတယ်စီဝိုင်းလောကကိုဝင်လာပြီဆိုတော့ ်ကြီးပိုင်းတော့ပါပါတယ်ဆရာကြီးဖြစ်ပါသည်ဆူတောင်းပါပါကိုယ့်ကိုလည်းဆူတောင်းနေပါတယ်ကိုတောင်းစီမှာအင်းဒီဝယ်နိုင်ပါသေးလို့ဆူတောင်းနေပါတယ်ဗျာဟုတ်ကဲ့အဓိကလူပညာရှင်တွေဆိုတာကဒါအသက်အရွယ်တစ်ခုရောက်လို့ရှင်လူပညာလုပ်ငန်းတွေအဲနားရတော့မယ်အချိန်ကြလို့ရှင်ကျွန်တော်တို့တော့ကတပတ်တလန်းနေနဲ့ဒါဝင်ရေဆိုတော့ရှိရှိတင်တာပါလေ။ဒါကျွန်တော်တို့မှာအတိတ်အင်္ဂန်းတွေပဲရှိတယ်။ပတ်စင်အင်္ဂန်းမရှိတော့ဘူး။ဆိုတော့ဒီလို business ကအခုဒီကစပြီးပြောင်းထားလို့ရှိရင်ကျွန်တော်တို့ကြီးလာလို့ရှိရင် ကျွန်တော်တို့ဒီဒီကျွန်တော်ဟိုကိုလုံးမဝင်ငွေရမှာမဟုတ်ဘဲနဲ့ အခုလိုစီးပွားရေးလေးနဲ့ပုံမလို့လဲသူ့အတူ run နေပြီးတော့ဝင်ရမယ်လို့ဒီဒါရှိထားတော့အကောင်းဆုံးပါပဲဒါတော့ကျွန်တော်တို့အလိုအဆုံးညာပေါ့နော်အမှုပညာအလုပ်လုပ်နေတယ်ဒါကျွန်တော်လည်းဟိုဟိုကကြိုးစူးစမ်းနေပါတယ်။အဲဒီကအပြင်စီပွားရေးလေးလည်းတွဲပြီးတော့လုပ်ဖို့ပေါ့။ဟုတ်။အတာဘောဒါကတော့ဒါကတော့အကိုကိုတဲဦးအကွာ easy ဖြစ်သွားပြီလေ။ပုံစံလိုက်လို့ရပါပြီ။အကိုတဲဦးရေစီစဉ်ပေးပါဦး။ကိုတဲဦးရေအိမ်လေးဝယ်ခြင်းလို့ကိုတဲဦးရေအိမ်လေးရောင်းခြင်းလို့အဲလိုလုပ်လို့ရပါပြီဆိုတော့ကိုယ့်ရဲ့ ညီညီရဲ့အကိုတယောက်ကအခုလိုကြီးလုပ်တဲ့အတွက်ကျွန်တော်တို့ကလည်းအဲဒီကဏ္ဍမှာဆိုတော့ယုံကြည်စိတ်ချလို့ရသွားပြီပေါ့ဗျာဟိုအားတိုင်းတော့သွားဖြစ်ပါတယ်ခင်ဗျာအဲနောက်ပိုင်းကြီးလာတော့အဲဟိုနည်းနည်းလေးတော့နှီးသွားတယ်ပေါ့ငငယ်တော့ကကြတော့ပို့ပြီးတော့အတစ်ဖြစ်ပြီးတော့ဟိုငယ်လေးငယ်တယ်ဘာမှလည်းစဉ်းစားဆရာမလိုပဲအချိန်ကြတော့သွားဖြစ်တယ်နောက်ပိုင်းကျတော့အဲအခုလဲဟိုမသွားဘူးတော့မဟုတ်ဘူးတလောက်ကိုအနည်းဆုံးတော့တစ်ခေါက်တော့ခကြီးကသွားဖြစ်တယ် အလုံးနဲ့ဖြစ်ဖြစ်အလုံးအလုံးနဲ့သွားရင်လည်းအာသာပြေသွားတာပေါ့နော်ထပ်ပြီးတော့ကိုထွက်ကြအောင်အလုံးနဲ့မသွားရင်လည်းကွက်ကိုသွားပြစ်တာမျိုးရှိပါတယ်အဲနောက်ပိုင်းတော့ဟိုငယ်တုန်းပဲခီးတရားလည်းသွားထားတာလေကျွန်တော်ကြီးလာရင်ကျွန်တော်တို့အရင်သိတာလားအရင်လွန်ခဲ့တဲ့အဲအနှစ်တွေနဲ့အခုဆိုလို့ရှိရင်တိတ်မလုံနိုင်တော့အဲ့လိုလေကြီးစိတ်ဝင်လာလို့လားမသိဘူးအဲ့လိုပြင်းမှန်းလာပြင်းမှန်းလွယ်လာတာကြီးကျမရရလည်းမကောင်းတာလားပါလာတော့မသိဆိုတော့ အဲ့လိုပဲငငယ်လေးကသွားခဲ့ရတာဒီနောက်အခုလည်းသွားနေရပါဒီထက်ကြီးလာရင်တော့ပို့ပြီးတော့ဟိုခိန်ထဲမှာပဲနေရင်စိတ်ကြီးပိုများလာမယ်နဲ့အဲ့တော့အခုလည်းကတော့အဲ့လိုသွားသွားတာအဲ့တော့သွားမှာသွားသွားချင်ပါတယ်သွားမယ်ဟာဒါဆိုတော့အဲ့လိုကျွန်တော်တို့ဟိုကျွန်တော် live တစ်ခုမှာ stable ဖြစ်ဖို့အတွက်ကိုအဲစေဘေဘောကြာကိုနေတဲ့အိမ်တို့ကိုနေတဲ့ကားတို့ကိုစီးရဲ့ကားတို့အဲ့လိုကိုရဲ့ ဒီ invest လုပ်ရမယ့်အလုပ်တွေပေါ်မှာပို့ပြီးတော့အရင်လိုမျိုးဟိုကုန်ငွေရလာတိုင်းအဲ့လိုအရင်ကတော့အမေနေရလေအမေကျွေးရစားရလေဟိုရှာတဲ့ပတ်စံကိုအမေကိုပေးတယ်အဲခိုးတဲ့ပတ်စံကိုဟိုကအကုန်တုံးပြစ်တာလေဆိုတော့အဲ့ဒါကအသက်ရွယ်တူရလာတဲ့အချိန်ကျတော့ကိုဒီသားသူတခုတီထောင်လာတော့မယ်လေလာတော့မယ်ဆိုတော့အဲ့အတွက်ကိုပြင်ပြင်ဆင်ရမယ့်အနေအထားတခုဖြစ်လာရတော့ကြောင်းပေါ့အဲကိုနေရမယ့် မိဘရင်လွယ်ပြီးတော့ကိုပိုင်မဲ့အိမ်ကိုပိုင်မဲ့ကားအဲ့ဒါကြီးတော့ပို့ပြီးတော့အာရုံစိုက်လာတာပေါ့နော်အရင်လိုတော့ညမှာတသိန်းရတသိန်းကြာအဲ့လိုခီးထွက်လိုက်မယ်နှစ်သိန်းရတသိန်းခီးထွက်လိုက်မယ်အဲ့လိုတော့လုပ်လို့မရတော့နည်းနည်းလေးချင့်ချိန်လာတာဟောဒါဟိုကံမှာပဲကံပဲကိုကိုတော့ထိတ်ကြီးလည်းပြောင်းနေပြီဆိုတော့လူရွေးစင်းလည်းတော့ဝင်နေပြီလားမသိဘူးမှန်းထားတဲ့ဟာရတဲ့စောပြီးလည်းဖြစ်သွားနိုင်တယ်လို့အဲ့လိုကိုနောက်မှန်းထားရတဲ့နောက်ကျပြီးမှလည်းဖြစ်သွားနိုင်တယ်ဆိုတော့ အဲ့လိုအသက်အရွယ်တစ်ခုပေါ့နော်အဲ့လိုပြုလို့ရတဲ့ကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့အဲတူတဲ့ဟိုပုံပြကခံစားချက်ကတော့အိမ်အောင်ပြုခြင်းကဟိုအသက်အရွယ်မှာတော့ဒီအသက်အရွယ်မှာကိုယ်ကပြုခြင်းနေဆိုရင်ကို့မှာသူသူသူများရဲ့အဲသားသမီးကိုတာဝန်ယူနိုင်တဲ့အခြေအနေရှိနေလို့ရှင်တော့ယူလို့မရဘူးဆိုတော့အဲ့ဒီအခြေအနေလေးရှိနေရင်တော့အဲဟိုငယ်ငယ်လေးလည်းယူလို့ရတယ်ကြီးမှလည်းယူလို့ရတယ်ဆိုတော့ အဲအဲ့လိုကတ်တက်ထားရတော့မရှိပါဘူးအဓိကတော့အဲ့အချိန်တွေတစ်ခုတိဆောက်ပြီးမှတော့ဒီတော့အကောင်းဆုံးပါအဓိအဓိကတော့ကိုယ်နဲ့လက်တွဲမဲ့လက်တွဲပေါ်မှာအဲသူတို့မိပါရဲ့လို့ထားနေလဲပေါ့အဲ့ထက်အရင်တောင်မထားနိုင်ဘူးဆိုရင်တော့မှตายแล้วก้าวเลยจ้ะไอ้แค่မရောက်အောင်ထားတာတော့အကောင်းဆုံးပဲပေါ့ဒါသူများသားသမီးကိုတော့တောင်းရွှတ်ပါဆိုတော့အဲ့အဲ့လိုအခြေအနေမျိုးဆိုလို့တာပါဟုတ်နောက်ပိုင်းကကျွန်တော်ကျွန်တော်ထက်ကြီးရဲ့တွင်လည်းပေါင်းပြတာများပါတယ်အဲ့ဆိုအကိုကြီးရဲ့ အဲမိသားစုဘဝတွေသူတို့ရဲ့လှူရှားနေတဲ့အရာတွေသူတို့ရဲ့ပုံစံလေးတွေကြည့်ပြီးတော့ကိုယ်လည်းမျက်လို့လာတယ်။ဆိုတော့အော်အဲ့လိုတွေးလေးဝင်လာတာပေါ့လေ။နောက်အသက်ရွယ်တစ်ခုလည်းရောက်လာပြီဆိုတော့မိသားစုတစ်ခုဆိုတာကဖြစ်လာမှာပဲလေ။ကျွန်တော်ငယ်ငယ်တုန်းကဘလောက်ပဲအဲက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 ဲဘလောက်ပဲ ပြောခဲ့ပြောခဲ့ကြအသက်ရွယ်တစ်ခုရောက်လို့ရှိရင်ကိုယ့်ရဲ့မိသားစုလေးမှာအိမ်ပြန်လို့ရှိရင်ကျွန်တော်တို့အမောပြေလေးပေါ့ဗျာကိုယ့်အိမ်မှာအေးချမ်းလေးနေတဲ့စိတ်လေးတစ်ခုတော့ဒါကျွန်တော်ယောက်ျားလေးအတိုင်းမှာတော့ရှိကြရဗျာအသက်ရွယ်ရလာယောက်ျားလေးရတော့ကိုရှိလာတာပေါ့ဆိုတော့ကျွန်တော်လည်းအသက်ရွယ်လေးအသက်ရွယ်လေးရလာတော့ အဲအဲ့လိုလေးဖြစ်လာတာပေါ့ကျွန်တော်စိတ်လေးကပြောင်းပြောင်းလာတော့အဲအော်မောပြေဆိုကျွန်တော်ကသားလေးတွေသမီးလေးတွေကျွန်တော်အဲ့လိုသွေးလေးတွေအဲကျွန်တော်ကျွန်တော်အမေတွေအဲကျွန်တော်ရဲ့ချစ်ရတဲ့အဲပါတနာနဲ့အဲကျွန်တော်မိသားစုလေးနဲ့အဲကျွန်တော်မိဘရဲ့နဲ့ကျွန်တော်ကလေးနဲ့ကျွန်တော်ရဲ့အဲ့လိုပရိသတ်လေးနဲ့အဲ့လိုလေးနေရတဲ့ live ပို့တော့ အနောက်ပိုင်းကတော့ပို့ပြီးတော့အဲ့ဒါလေးကပို့ပြီးတော့ခုံမင်းမကောင်းတယ်လေအဲ့ဒါအမေနဲ့ပြရမယ်အမေနဲ့ဟိုအဓိကတော့အဓိကတော့ main ပါပဲအဲ့ဒါအဲ့ဒါက main ရလဲအဲ့လိုအဲဟိုဟောဒီဒီဒီအဒီဒီနှစ်ခုကိုဆက်ပေးမယ်တရားလေးကကောင်းနေပုံလဲလို့တော့အဲကျွန်တော်တို့ကျွန်တော်တို့ချွေးချွေးမနဲ့အဲရောက်မှတဲ့ဘုရားလေအလေကအဲကာယကရှင်ကျွန်တော်တို့ကပို့ပြီးတော့အရေးကြီးတယ်လေအဲ့ဒီတရားလေးကကောင်းနေမယ်ဆိုလို့ရှင်တို့ရဲ့ဆက်ဆက်သွယ်လို့ပါလေဒါကကောင်းနေမှာ အအမြဲတမ်းတော့ဟိုတစ်ဖက်ဆောင်းနေဘယ်ရမှဖြစ်လို့မရဘူးလေအဲဒီလိုဟိုဘယ်လိုပြောမလဲအလေလက်လေးပဲပေါ့နော်အားလုံးနှိမ့်နိုင်ပြီးတော့လို့တွားနေတော့အဆင်ပြေမှာပါအဲလိုမျိုးဟိုဟိုလိုကိုကလည်းအာဟိုအကိုကိုရဲ့အင်းဒါထားဘက်ကပါမယ်ဆိုတာမျိုးလည်းမဟုတ်ကိုမိဘက်ကပါမယ်ဆိုတာလည်းမဟုတ်အဲကဲဖြစ်တည်လာတဲ့ကိစ္စရဲ့ပုံမှာ ဲ့လိုတုံးတက်ပြီးတော့အဲ့လိုထိနိုင်တာမျိုးဆိုရင်တော့အဆင်ပြေတော့အဲလိုပြောရမလဲအရှိအောင်မှာပါပြောင်းမှာပါအမှုပညာလေးဆက်လို့ဆက်လို့ဖြစ်မယ်အာထွက်လာရဲ့ကားလေးလည်းအားပြီးပါအောင်လို့ကျေးဇူးတင်ပါတော့ပြီးတော့ဒက်ဆာတဲ့ဒါမြေစာနဲ့ပတ်သက်ပြီးတော့ပြောတင်ပါတယ်အမြေစာကတော့ဒါကျွန်တော်ငလင်ဘေးငလင်ဖြစ်တဲ့28ရက်နေ့မှာပဲ အဲမိသားစတင်နေချိန်လဲဆိုပဋိဖြစ်သွားရယ်ပေါ့နော်ဒါပေမဲ့လည်းအဲလို့နေရာပြည်သက်တွေကတော့တချို့ချိခွင့်မရလိုက်ဘူးအဲကျွန်တော်သွားလှူလေချိန်တွေတော့လည်းအဲကျုံတင်လက်မှတ်တွေဝယ်ထားပြီးတော့မကြည့်လိုက်ရဘူးဆိုတဲ့စကားတန်တွေအများကြီးကြားခဲ့ရတယ်ကျွန်တော်ပြိတ္တတွေကိုနေရာပြိတ္တတွေတော့တကယ်စိတ်လည်းမကောင်းဘူးအဲကိုယ့်ဇာတ်ကာအတွက်လည်းကိုဝမ်းနေတယ်ဒါပေမဲ့ရန်ကုန်မှာရှိတဲ့ပြိတ္တတွေကတော့မိသားကားလေးပေါ်မှာဒါအဆင်ဝင်သားပြီးတော့အားပေးကြရတဲ့အတွက်အရန်အရန်ကျေးဇူးတင်ပါတယ်လို့ပြောတင်ပါတယ်ဒါအကားလေးကလည်းနှစ်ပတ်တည်းပါရပါပြီးတော့ရန်ကုန်မှာတော့ အကျုံလေးအားပေးကြပါမယ်အဲ့တော့လေကျေးဇူးတင်ပါတယ်လို့နည်းပရိသတ်တွေလည်းဒါမြေသာကားလေးကဒီယုံမှာမဟုတ်ပဲနဲ့ပေါ့နော်တခြား application တွေပါတယ်ဖတ်လာလို့ရှိရင်အားပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်